တော်များမည်သည်အင်းဥက၌ကျုံကျုံကလေးပစစ်တုတ်ကဖျားကိုကြည်ညိုလျက်နေလေ၏တို့ကြည်ညိုရင်တင်၍ထားသောဘဝနှင့်မကြာခဏမျက်နာကိုတုတ်လေ၏တို့နေကိုက်တွင်ခြေတံမကြရအောင်တက်၍လာပြီးခြေရင်ကမ်းဘက်ရှိ ခုံနှန်းလျားပေါ်မှထိုင်လျက် တော်များမည်ကို ကြည်၍နေသော သူ၏မျက်နာမှာဇေနာတနာကယုဏပွားခြင်း၏တန်တန်အတွင်သည်အယုတ်ရေး၍ပြသလိုထင်ပေါ်၍နေလေ၏ တော်မြမယ်သည်ဖျားရှိခိုးဥချ၍ပြီးသည့်နောက်ဟားငယ်သောအမူအရာနှင့်မိမိပြေဖြိုးသော ကိုယ်ခန္ဓာကိုတည်ယူကာထားရင်းဥအသည်အတွင်မှထွက်၍လာသောဟီးချတဲ့နှင့်ညီးလိုက်လေ၏ထို့နောက်တစ်ဖန်ဖေဘဝါအစွန်းနှင့်မျက်ရည်ကိုသုံးရင်းအမြအမြအကိုကြံပေါ်ရဲ့အမြယူပါကျေးဇူးရှင်တုတိတာနတ်သားကြီးရဲ့မျော်လို့သာနေပြီတော့မြန်မြန်ကြီးကျုပ်လိုက်ခဲ့ပါမယ်အမလီ ဒီအပူဘယ်တော့မှအေးပါမတော့စသဖြင့်တောက်တီးညင်းညူရာမှစောင့်ရွေနေတော့ဧည့်သည်မြင်လျင်အပူရုပ်ကိုပြုပြင်ရန်မကြိုးစားပဲ။ဩကိုမြတ်သိမ်းပါကလား။ရောက်နေတာတော့ကြပြီလား။ဟုမေရင်ချိနဲ့ရင်းရိုင်သောအမူအရာနဲ့ပကြီးဆရာကိုမြတ်သိမ်း၏အပါသို့ရောက်ရွေသွားပြီး ကလထိုင်ဟောင်းကြီးတစ်ခုကိုဆွဲယူ၍ထိုင်လေ၏။ခုတည်းမှာပဲကျောင်းမရဲ့ ကိုသားမောင်ညကလာပြောတယ်။ဒါကြောင့်အိယာကနုံနုံချင်းလာခဲ့တာပဲ။တောကဆိုတာလူမယင်တွေ့ကြရစမြေပဲအကြောင်းမရဲ့။အပူကိုအင်မတန်ကြီးလဲအလိုမလိုက်နဲ့။သွားလေသူပြန်လာတော့မှမဟုတ်ဘူး။စိတ်ထောင်းကိုကြည့်တဲ့ကျမ်းမအောင်စိတ်ကိုယ်သာကောင်းကောင်းထားပြီးတော့ကြောင်းမှဟုဂျင်နာစွာပြောလေ၏ကိုမြသိန်း၏စကားသည် တုတ်၍ထသောမျက်ရည်၏တမန်ကိုတရွင်းနှင့်ဖြိုလိုက်သလိုဖြစ်လေ၏ကျောင်းမှတော်မြတ်မေ၏မျက်လုံးများသည် ဝေရှန်သောစမ်းအိမ်ပမာ မျက်ရည်တွေကြိုးပေါက်၍ကြလာသည်ဖြင့်တဖန်ဘဝနှင့်တုတ်ခါအမလီဘလို့ဖြေလို့မှပြေနိုင်မဲ့အဘူးမဟုတ်ပါဘူးကိုမြတ်သိရဲ့တရားမသိလို့လည်းမဟုတ်ပါဘူးလူရန်ခဲ့တာတွေလည်းများပါရဲ့ဒီအဘူးမှာတော့တရားမရနိုင်အောင် ရှိတာပါပဲအမေသေးလို့ပူရတာနဲ့မတူ အဖေသေးလို့ပူတာနဲ့လည်းမတူသားချင်းပေါက်ဖော်တွေလည်းတည်ခဲ့လာပါပြီကိုမြတ်သိရဲ့အခုလို့ကျမတခါမှမပူဘူးပါဘူး သူကျေးဇူးတွေကများလွန်းလို့မတွေးပဲမနေနိုင် တွေးလိုက်ရင်လည်းဖြေမရကျမဖြင့်ဒီအပူနဲ့သေးရလိမ့်မယ်ထင်တာပဲအဲပြုထားခဲ့တဲ့ကောင်းမှုတွေဆောက်ခဲ့တဲ့ကျောင်းတွေဇေယျတွေသူကောင်းမှုသူ့လက်ရာတွေကလည်းအင်မတန်မှများလေတော့ဒါတွေမြင်ရတိုင်းအပူကိုနှိုးသလို ဖြစ်တော့တာပေါ့လေသို့တော်လဲပျောက်တော်သူရှာရင်တွေ့တည်တော်သူကြာရင်မေ့တဲ့ကျရင်သူကမမေ့ပေမဲ့သွားလေသူကတော့မေ့ရို့တဲ့ ခြေထိုးမနဲ့ခြေထိုးဖို့တို့အထုပ်ပတိလိုပေါ့အကြောင်းအမရဲ့ဒီတရားတွေလည်းအတိသားပဲစူးစမ်းဖြေမှာပေါ့ဒါထက်အကြောင်းအမဘလို့ကူမျိုးကိုလိုရှိတယ်လဲကျမအလိုရှိတာတော့အများမလုပ်ဖူးသေးတဲ့ကူကိုလှုပ်စီနေတာပဲငွေကုန်တာရေးမကြည့်ပါဘူးကျမယောက်ျားအတွက်ကျမနောက်ဆုံးပြရခြင်းမို့ကောင်းနိုင်သမျှကောင်းအောင်လှုပ်စီနေတာပဲကျမဒီမျိုးထဲမှာလည်းမနေချင်တော့ပါဘူး channel မှာဒီကူကိုကြည့်နေရရင်တော်ပါပြီ။ကိုမြတ်သင်းပကြီးပုံသူများလည်းရေးတတ်တယ်လို့ကြားတယ်။ဟုတ်ရဲ့လား။မှန်ပါတယ်။ပကြီးပယံအလားနဲ့ဆိုင်တဲ့အတက်ဟူသမ ्या မှာတော့ရှေးခေတ်ခုခေတ်နှစ်ခေတ်မီပါတယ်။ကျောင်းမကျင်းအောင်တက်နိုင်ပါတယ်။ဒီလိုကိုမြတ်သင်းရဲ့ကိုမြတ်သင်းရဲ့အလုပ်ကဒါတစ်ခုတည်းမဟုတ်ပါဘူး။ကျုပ်လည်းကျောင်းတကာနောက်ကိုမြ мян လိုက်ရမှာပါ။ ဒီတော့သူ့အတွက်ကူပြီးရင်နဘေးမှာရှင်ပြီးကျမအတွက်ကိုမြတ်သိန်းပဲလောက်ရမှာပါပဲကျမညီမကို အခုကပဲမှားထားမယ်ကျမသိရင်ကိုမြတ်သိန်းကိုပဲကူအလို့ခိုင်းရပါစေမယ်ဟုမျက်လုံးများကိုပဝါစားနဲ့တို့ရင်ပြောလေ၏အိုးဒါတွေမပြောပါနဲ့เจ้าမမသိနိုင်သေးပါဘူးအမလီမပြောပါနဲ့တရားမပြပါနဲ့ကျမအဒီပူနဲ့တည်ပါပါ ခြေထိုးဖို့ခြေထိုးမတော့ပုံလဲကြားဘူးပါရဲ့ဖြေလို့မရဘူးဒီတော့ကျမအလိုရှိတာက အုတ်ကူတော့မလိုချင်ဘူးကြောက်ကူကိုလိုချင်တာပဲကြောက်မှလည်းကြောက်ဖြူမှန်အောင်တောက်အောင်ပုစေချင်တယ်ဖြစ်နိုင်မှာမလားဖြစ်ပါတယ်ကိုတိုင်းတော့မတက်နိုင်ဘူးဗလေအင်္ဂလိပ်အန်တာတိတ်ခါများစီမှာစုံစမ်းရမှာပဲဘယ်နည်းပဲဖြစ်ဖြစ် ဖြစ်ရင်ပြည်တာပါပဲကိုမြတ်တင်းကြည့်လို့ဖို့လိုတာပဲ လုပ်နိုင်ပါတယ်စိတ်ချပါเจ้าအမစိတ်ใจကိုဖြစ်ပါစေမယ်ပြီးတော့ဒီเจ้าကိုထိတ်မှာသူ့ရုပ်ပုံကို စီစေးနဲ့ရေးပြီး အပေါ်ကမှန်အုပ်ထားခြင်းနဲ့ကျမတို့မင်္ဂလာဆောင်စားကတွဲရိုက်ထားတဲ့တပ်ပုံရှိပါတယ်ရှင်ပုံတူရေးနိုင်ရင်ဖြစ်မှာပေါ့ဖြစ်ပါတယ်ဖြစ်ပါတယ်စိတ်သာချပါဒူဖို့အရေးကြီးတဲ့ကိုမြတ်တဲ့သူ့မြတ်ခွန်တစ်ဖက်မှာပြက်နေတဲ့အမယုတ်ကလေးလည်းရှိတယ် အဲ့ဒီမှာရုပ်ကလေးကအရေးကြီးတယ်မပါရင်မဖြစ်ဘူးကျမတို့လင်မယားညာကစားကမယားနေစားကြောင်တီမဆိုတဲ့စကားလို့ तू ကကျမကို ရိုက်မောင်းပုံမောင်းလောက်တာကိုဒီတော့ကျမကရောင်းမနဲ့ခုတ်လိုက်တာ သူ့မျက်ခုံးကလေးပြတ်သွားတယ်ကိုမြတ်တင်ရဲ့အမလေးဒါတွေကိုတွေးလေအသေးနာလေးဖြစ်တာပါပဲအဲ့ဒီမျက်ခုံးအမရုပ်ကလေးလဲပါစီချင်တာပါပဲတဲ့ပုံမှာပါရင်မလွဲစေရပါဘူး ဖြစ်နိုင်ပါတယ်အကြောင်းမှစိတ်သာချပါကိုမြတ်တင်အထူးကြိုးစားပါနော်အချင်းအနီးမဖြစ်စေရပါဘူးကျမလည်းကြတော့လဲဒီအတိုင်းလုပ်ရမှာပါပဲကိုမြတ်တင်ပဲအပ်စီရမှာပါစိတ်ချပါအကြောင်းမှကဲဘယ်တော့ဆ ਾਇ ရမလဲတခြားလူတွေကို အကုန်ဆိုင်ထားမယ်ဖြစ်နိုင်သမျှဉာဏ်စီချင်တာပဲဒါထက်ကိုမြတ်တင်ရဲ့ဂူမာစာကလေးလဲပါစေချင်တယ် စာရေးဆရာကောင်းကောင်းများမသိဘူးလားဘလို့စားလဲအကြောင်းမရဲ့ကျောင်းတကာပြုတဲ့ကုသိုလ်ကောင်းမှုများလည်းပေါ့ကျမနာမည်လည်းပေါ့တင်ကစာရန်ကလေးပေါ့ဒါတော့စာပုံနဲ့ထိုက်တခုခုကအယ်ဒီတာတယောက်ယောက်စီသွားမှာပဲဒါလဲစလင်းငါချက်တော့ပေးရလိုက်မယ်ထင်တယ်ကျောင်းမပေးရတာကိစ္စမရှိပါဘူးကျမစိတ်တိုင်းကြရင်ပေးပါမယ်ကျမလိုချင်တာကဝမ်းနေတဲ့အတန်း လွမ်းစရာစကားကလေးတွေပါစေခြင်းနဲ့လွမ်းနဲ့စာဖြစ်မှအကောင်းပါရှည်လဲမရှည်စေခြင်းမူကိုမြတ်တဲ့ရဲ့နားလည်ပြီနားလည်ပြီတူတူတုံတုံနဲ့ဖက်လိုက်ရင်ဘဝင်ကိုခွေပြီးလွမ်းဆိုတဲ့လေဝေကိုရင်ဝတ်မှာဝိဝင်အောင်ရေးရမှာကိုဓမ္မကျောင်းအမသဘောကြမယ်အရီတာဥရွှေကိုကတ်ရမှာပဲတော်တလို့သာစီမံပါကျမစေတိုင်းကြတဲ့ဂူနဲ့သူ့ရုပ်ပုံနဲ့အဲ့ဒီလင်္ကာကို နေတိုင်းမြင်နေရရင်တော်ပါပြီ ီလူပြေမှာဖြင့်ကြာကြာလဲမနေချင်ပါဘူး။ကိုမြတ်တဲ့မြ мян အလုတ်ဆက်ရမှာပါ။ကောင်းပြီကြောင်းပါ။ဆရာငွေကလေးများသာပေးပြီတော့။လက်ပြန်ကစပြီးခိုင်မယ်။ဟုကိုမြတ်တဲ့ကပြောလျာ။ကြောင်းမသည်ငွေဆက်ကူများကိုထုတ်၍ပေးလေ၏။ကိုမြတ်တဲ့လည်းအလုတ်ကိုစရန်စီမံဖို့အရေးအတွက် ထွက်၍သွားလေ၏။ကြောင်းမသည် လင်ဖြစ်သူကြောင်းတကာဤတင်ကြိုင်မှမခွာနိုင်ဘဲနေလေ၏။တင်ကြိုင်မှလည်းရန်ကုန်မြို့ သင်္ကန်းကျွန်းဘက်မိမိပိုင်ခြံထဲမှာရှိလျာကိုမြတ်သိန်းရဲ့လုပ်ကိုမိမိကိုယ်တိုင်နေ့စဉ်လိုက်၍ကြည်လေ၏ကိုမြတ်သိန်းကလည်းအဆအဆအရာရာကိုကျောင်းအမနဲ့တိုင်ပင်လေ၏ကျောင်းမသည်ကပဝါကြီးကိုဥကောင်း၌တင်ပတ်ခါမခိုးတရုတ်အဘူတဲ့ရုတ်ဖန်းလျက်ခြံထဲသို့လိုက်လေ၏တခါတည်းကမိမိကအရင်ရောက်လျာကိုမြတ်သိန်းနောက်ကျသဖြင့်မျော်ရလေ၏ တခါတရံကိုမြတ်သင်းကအရင်ရောက်လျာကျောင်းအမကို မျော်ရလေတခါတရံတပြိုင်တည်းအတူယထာစီ၍သွားကြ၏တရံတခါကိုမြတ်သင်းကအရင်ရောက်လျာကျောင်းအမကိုမျော်လေ၏ထို့အခါဂူကိုစ၍မလုရသေးခြင်းတိုင်းတာမတ်သားပုံစံထုတ်ယုံများရှိနေလေ၏ကိုမြတ်သင်းဒီကကျောင်းအမအထူးစိတ်တိုင်းကြစီလိုသဖြင့်ဂူကိုမြင်ယုံနဲ့အဘဲပုံစိတ်နှလုံးကြေကွဲအသည်းမှာ အလွမ်းလေးဝေဝှေ့စေရမည်ဟုသဘောထားကဂွေပုံစံကိုရေးထုတ်စီရင်၍နေခြင်းဖြစ်လေ၏။ចောင်းတကာ၏ပုံသူကိုလည်းကြောက်ပြားတစ်ခုပေါ်၌ရေးလေရာထိုလောက်ကိုလည်းခြံထဲရှိတဲအိမ်မှာပဲလှုပ်သည်ဖြင့်တဲအိမ်မှာစတူဒီယိုကလေးတစ်ခုအဖြစ်သို့ပြောင်းလဲ၍နေလေ၏။ចောင်းမမှာထိုလောက်၌စိတ်ဝင်စားသည်ဖြင့်အပူမှာတော်တန်တက်တာစပြုလေ၏။ တရံတခါမြေပုံပေါ်ရှိမြက်များကိုနှုတ်ရင်ကိုမြက်သည်နှင့်တိုင်မဲ့လျက်ရုပ်ပုံများကို ကောင်းချင်းဆိုင်ကကြည်ကြလေ၏ကိုမြက်သည်မှာကိုပုံစံကိုတစ်မျိုးတည်းမဟုတ်ကျောင်းမစိတ်ကြိုက်ကိုတွေ့စေဖို့ရန် ပုံစံမျိုးမျိုးကို ထုတ်လျာကျောင်းမမှာစိတ်ကြိုက်ကိုမတွေ့နိုင်သဖြင့်ဒီနေ့ငွေနှစ်ပတ်အတွင်းမှာပုံပေါင်းတထာစဉ်ကြော့ကြော့ဆုပ်၍ပြရလေပုံသူမှာလဲမိသွေးချက်မြမပြေးသေးချေ ဒီနေ့တနင်္ဂနွေဂူပုံအစ်တစ်ခုကိုရေးဆွဲရာတွင်ကျောင်းအမကြည်၍နေလေ၏ဒီနေရာမှာအတက်ကလေးထည့်ရင်မကောင်းဘူးလားဒီပလင်ပုံကလေးကအသေးမနေဘူးလားအပေါ်ကငုံတိတိဖြစ်နေတယ်ထင်တယ်တင်းကြီးခံပါကိုမြတ်တင်းရဲ့ကျမယောက်ျားအတွက်နောက်ဆုံးပြုရခြင်းမို့ဒီလောက်တောင်စူးစမ်းရတာပါကျမအတွက်ကြတော့အခုလောက်ပြန်မှန်းတော့မှာမဟုတ်ပါဘူးသူ့ပုံအတိုင်းပါ ဒါထက် ကျမပုံပါ ပုံတူတစ်ခုအစင်းသိရေးထားရရင်မကောင်းဘူးလား။ကျောင်းအမကတဲသေးချင်းနေတာကိုကျောင်းအမရဲ့မသိပါနဲ့ဘူး။ဒါတော့ကျွန်တော်နမိတ်မရှိနေမှာမရှိ မလုပ်ပြရစေနဲ့။ကျောင်းအမသေးရင်ခုစကားအဆုံးမသက်ပဲမော်ရွေ့ကြည့်လိုက်ရ။မျက်နှချင်းဆန်ရွေ့နေကြသည်မှာစကတ်အနေငယ်ကြာရွေ့သွားလေ။ရှင်အခရပြီးရောမဟုတ်လားကိုမြတ်တင်ရဲ့။ရှိတာရေးပါ။ ကျောင်းအမခိုင်းရင်တော့လောက်ရမှာပေါ့ကျောင်းအမကူမကပ်ဖို့ဆိုတာတော့နမေးမရှိဘူးကျောင်းအမကိုကျွန်တော်မသေးသေးချင်သေးဘူးဟုပြောကခေါင်းငုံလည်းရက်ကူပုံစံကို ကြည့်၍နေလေကျောင်းအမသည်ကိုမြတ်တင်းကိုစိုက်ကကြည့်၍နေလေကိုမြတ်တင်းမှာမိမိနဲ့ရွယ်တူဖြစ်သည်ကို၎င်းမဆိုးဖို့ဖြစ်သည်ကို၎င်းစဉ်းစားကသူလဲအပူတွေးခဲ့တဲ့လူပဲဟုတွေးမိလေ၏ အကြမီအင်္ဂလိပ်တဲ့သို့ ပြန်၍ဝင်ကြရာမိုးရွာ၍လာလေ။ကောင်းကင်မှာပိတ်ဆို့လျက်အင်္ဂလိပ်အတွင်းမှာမောင်၍နေသည်ဖြင့်အလုတ်ကိုရက်ခါပြတင်းပေါင်းမှចောင်းတကာဤတင်းဆိုင်မြေပုံကလေးကိုနှစ်ယောက်သားရှင်ကရှုမြော်၍နေကြလေ။အခုလိုမိုင်းညုံနေတဲ့အခါများနောက်ကခံတဲ့တောနဲ့ကူဖြူဖြူကိုမြင်ရရင် အတော်ကြည်ခွဲစရာကောင်းပါပဲ။ကျုံမျက်စိထဲမှာတော့မြင်နေတယ် ကျမလည်းဓာတွေးပြီးမျက်စိထဲမှာထင်မြင်နေတာပဲဟုပြောကညနာကိုပဝါနဲ့တုတ်လျက်စိတ်ငြိမ်သောမြေပုံကို ကြည်၍နေလေ၏။ငိုးသည်လည်းတဲ၍လာလေ၏။လေသည်တိုးတက်ပြင်းထန်၍လာလျာအိမ်ကလေးမှာတိမ့်တိမ့်တုံအောင်လှောက်ရှားလေ၏။ကိုမြတ်င်းသည်အဘူသည်အကြောင်းအမ၏မျက်နှာကိုစိုက်ခါကြည်၍နေလေ၏။ဒီမိုးဟာမိုးချုပ်၍မိုးလင်းသည့်တန်အောင်ရွာရဲ့ ငါတို့နှစ်ယောက်ရန်ကုန်ကိုပြန်နေမှာမဟုတ်ဘူးရွာလဲရွာမဲ့မိုးနဲ့တူတာပဲဟုအောင်မေက ရှင်ထဲတွင်ဒိန်ငနေဒိန်ငနေဖြစ်လေ၏ကိုမြတ်သိန်း၏အတွင်းနှင့်ညီစွာဒိန်နှင့်မိုးသည် တိုး၍ထန်လေ၏ထိုနေ့နေနေခင်မှာသာယာသဖြင့်စိတ်ချလက်ချလွတ်ကျွစွာ လာခဲ့ကြလေရာကြီးအိုများယူဆောင်ဖို့တတိမြာခဲ့ကြကြမကြမီမိုးချုပ်လေမိုးဒီက အရွာမရက်တရက်စစ်မိုးချုံများနှင့်ပူပေါင်းကတောင်းချမ်းလေ၏လေနေသားသည် နောက်ပါများစွာသော အချွေရံတို့နှင့်ခြံတွင်းတို့ဝင်ရောက်ကဘောကံ၍ကစားရတွင်ဖုတ်ပိတ်တာတစေတို့သည်ပွဲကြည့်ရင်လက်ခုပ်လက်ဝါးတိက တဟာဟာစူညံနေကြသည်ဟုမှတ်ထင်လောက်မြည်ချံ၍နေလေတည်းပြတင်းပေါက်တကယ်ရွယ်များကိုဝေချမ်း၍ကစားကြရုံမက အိမ်ထဲသို့မိုးရေများ ဝင်ရောက်စပြုလေ၏ထိုအခါနှစ်ယောက်သားတကားများကိုပေးကြရလေရာမဲမောင်၍သွားလေ၏ကျောင်းမနှင့်ကိုမြတ်သည်မှာအကြံရကြက်လျက်ဖျောင်းနိုင်များမိချင်းများကိုရှာကြရာတွင် မောင်ထဲ၌တယောက်ကိုတယောက်ဒိုးဝေးမိလေ၏တန်ငယ်ကြသောအခါရေဆူ၍သုံးမကြတော့သည်ဖြစ်သောမိချစ်ကိုရာလေ၏ဖျောင်းနိုင်ကိုမူမတွေ့ရခြင်းမာလီကလာလည်း ို့ကိုသွားရမပေါ်လားအနီအနားမှာ ခေါ်စရာအိမ်မရှိအိမ်ပဲဝန်းကျင်မှာလည်းရေရှမ်းသလိုဖြစ်၍နေသည့်အပြင်မောင်တကြီးဆို၍နေသောချမ်းချိုချမ်းသာရက်မှာအမိုးအကာထိမပါပဲစွန်စား၍သွားဖို့ရန်လွန်စွာခက်လေ၏တဲခေါမိုးမှာလည်းအပေါက်တွေများသဖြင့်အတွင်မှာရွှဲဆို၍နေလေသည်။ကျောင်းမမှာလင်ဖြစ်သူမကျမ်းမာစဉ်က မိမနေပြုစုခဲ့ရသောကြောင့်တကြောင်။ကွယ်လွန်ပြီးနောက်တောကမိတောက်သည်ဖြင့်မိနိုင်မစားနိုင်ဖြစ်၍နေသောကြောင့်တကြောင်။အငငယ်၍နေလျာအေးအေးမိဖို့ရန် အသင့်ပြင်ဆင်ထားသလိုဖြစ်လေသည်။မကြမီကျောင်းအမမှာခိုက်ခိုက်ထုံ၍လာလျာကိုမြတ်တင်းသည်ညီးတံကိုကြားသည်ဖြင့်မောင်ထဲတွင်ဆန့်၍လာရာဘဝကိုတင်းစွာခြုံပက်လျက်ဆောင်းကြောင်ထိုင်ရင်မေးရိုက်မေးဝဲညီး၍နေသော เจ้าม้าอีโจโกไก่มิเลยเจ้าม้าบ่ผิดตะเลยมีแฉนถ่าละตะล่ะเบเน่ลงได้บ่มะเลยโมก็แลไม่เซ่มีผู้เสียแล้วบ้ามาไม่ชีอะคูมาอะแค่เพเจ้าม้าเยย่อย่อดีญีโกวะทาหุเปียวกาตะชั้นสู่ยนี่ดอมีมีตะกะแลไอญีโกฉุกกาเจ้าม้าโกลั่นล้วยไปเลยตลอดอะแช่ไม่ปีทะเพ่เจ้าม้าดี ွားလေသူဦးကျန်ဘော်ကိုတခါကျေးဇူးရှင်ကြီးရဲ့ကြည်လဲပါဦးကျုပ်မြ мян လိုက်ရပါတော့မယ်ထင်ပါရဲ့ချမ်းလာကြီးရဲ့ကျေးဇူးရှင်ကြီးရဲ့အမလေးကိုမြတင်းရဲ့မကြနိုင်တော့ဘူးလားကျမမတက်တာဘူးကျမအတွက်ဂူကိုသာစိတ်ကူးပါတော့ဒီပုံဖြင့်သူ့နောက်ကိုလိုက်ရတော့မှာပဲเจ้ามาก็เลยไม่โดราริပြုတ်နေပြန်มาပြီဘေးကဘယ်သူနောက်လိုက်ရမှာလဲဘယ်နောက်ကိုမှမလိုက်ရဘူးကျုပ်ရှိသေးတယ် ဒီလောက်ချမ်းရောက်နေတေးရရို့လားဒါလားစိတ်မဆိုးနဲ့နော်တခြားနေတော့မရှိဘူးဒါပဲဒါပဲကဲဘယ်နဲ့ရှိသချမ်းသေးသလားနှွေးပြီမဟုတ်လားစိတ်မဆိုးနဲ့နော်ခုပြောကကိုမြတ်တင်းဒီကျောင်းမကိုမိမိနှွေးတော့ရင်၌ပွေယူလာရာကျောင်းမကအမလေးအမလေးကိုမြတ်တင်းရဲ့အမလေးကျေးဇူးရှင်ကြီးရဲ့ကိုမြတ်တင်းရဲ့မတော်ပါဘူးအမလေးကိုကြံဘွေရဲ့ကြည်လေပါဦးဟေး ဟေးမလေးချမ်းလာကြီးရဲ့ကျမသေးလိမ့်မယ်ထင်တယ်ကိုမြသိရဲ့လုတ်ပါအောင်အမလေးအမလေးလွတ်ပါဟူပြောရင်ရုံးလေရာကိုမြသိကလွတ်လိုက်ပြီးကဲဒီလိုဖြစ်နေဟူခမမာပြောလေဤဒေဒီတကားကို တွန့်ဖွင့်ကဝင်ရွေ့လာပြီးကြောင်းမကိုကိုမြသိအစာဝင်ရွေ့ပွေလေဤချင်းကနေမိုးချိုးပြပြီးဝင်းကနေလျက်စီလက်လေဤအမလေးကိုမြသိရဲ့ ဟူအော်ပြီးခိုက်ခိုက်တုံပြန်၏။ကိုမြတ်တင်းသည်ပွေရပြန်၏။ကျောင်းမကယုံပြန်၏။ညီငယ်နေပါကျောင်းမရဲ့။နှုတ်ဘယ်နဲ့လောက်ရမလဲ။ငြင်းဆိုမငြင်းဘူးလား။ဒီနေ့ပေါက်ကနေပြီးမွေးရည်ပြစ်ချလိုက်ရမလား။ဒီကတနာလို့လုံးပေးနေတာ။ဟုခမမပြောရင်ကျောင်းမကို ပွေလျက်ကျောင်းမ၏ဒင်းငယ်ပြောပြောင်းသော ခြေလက်များကိုတမ္မာသောလက်နှင့်ဆုပ်နယ်၍ပေးလျာကျောင်းမမှာ ငြိမ်၍နေရလေတော့တည်းမိုးလေတို့သည်ငြိမ်သောအခါတကောင်ချင်းလောက်ရှိလေ၏ကျောင်းမမှာလည်းအေးဆက်သောခြေလက်တို့မှာနွေး၍လာလေ၏သို့တော်လည်းအိမ်ပြင်သို့ထွက်လျက်တဖန်ထက်၍အေးမိမှစိုးရင်ရာကြောင့်နဲ့ကိုမြတ်သင်းကပြောလေရာထိုညတွင်ခြံအိမ်ထဲ၌နှစ်ယောက်သားငြိမ်သက်စွာနေလေတော့တည်းမိုးလင်းသောအခါနှစ်ယောက်သားပြတင်းပေါက်မှဥကြံပေါ်၏တင်းကြိုင်ကို ကြီး၍နေကြရာမနေကထက်နိကလျက်ကိုချင်းထီယောမကကျောင်းမ၏လက်သည်ကိုမြသိန်း၏လက်ထက်သို့ရောက်၍နေလေ၏တတော်နေကောင်းနေပြီလားလက်ဖြားကလေးများတော့နှွေးလိုပဲမျက်နာတော်သွေးရောင်ကလေးပေါ်လာပြီဟိုနောက်ကိုလိုက်နိုင်တော့မယ်ထင်သလားဟုတင်းချိုင်းကိုမင်းကောကကြည်ရဲ့ပြုံးစနေနေနဲ့ပြောလေ၏ကျောင်းမသည် မချုံမချင်မျက်နာနဲ့လဲ၍ကြည်လေ၏ ခြေရိုးပုံနဲ့ခြေရိုးမပုံဟာသိမ့်မှန်တာပဲတကယ်လို့သာတေသူတွေက ရှင်သူများ ပူတယ်လို့ပူကြရင်ကိုယောင်ပြလာမှာပဲကျမခြံထဲလာနေတာကြာလာပြီချိုးချိုးချက်ချက်မှမလုပ်ဘူးတရိယာပုံမပေါ်ဘူးဒါကြောင့်ပြောတာပေါ့ရောက်ရဘဝမှာတန်ရောစင်အစ်တွေနဲ့ပြောနေပြီဒီကသာပုံနေတော်တော်ကြဒုက္ခဖြစ်တော့เจ้าတော့ကလာကြည့်မှာမဟုတ်ဘူးဒီကသာเจ้ามาดิ ပြုံးရှင်သောကိုမြတ်သိမျက်နာကိုစဉ်းစားသောမျက်နှာထားနဲ့ကြီး၍နေပြီးတမကြီးချလိုက်လေ၏ကူရီဘာရီလုံနေလေအလကားပဲပက်ဆန်ကိုယုံရှိမှခမားကကိုညင်မိမဲ့ကျုပ်ကကိုမခံနိုင်ဘူးဟုเจ้าမကြီးလက်ကို ဖြစ်ခါအပြည့်စကားလိုလိုပြောလျက်ကိုမြတ်သိန်းသည်တင်းချိုင်းကို ကြည်၍နေလေ၏ဘာတော်မလဲရှင် အမတ်သားကလေးတစ်ခုလောက်တော့ထားဦးမှာပေါ့ဟုเจ้าမကပြောလေ၏ ကြမီနှစ်ယောက်သားတင်းချိုင်းကိုတွား၍ကြည်ကြလေ၏ကိုမြတ်င်းကဟိုရင်ရောက်ကတရင်ကလေးတွားယူလိုက်စမ်းဟုပြောလေရာကျောင်းမသည် ပေါ်ပါလင်မြစွာတွားပြီးတရင်ကိုယူလာခဲ့လေ၏ကိုမြတ်င်းသည်မြေပုံကောင်းရဲ့၌တွင်တူပြီးတစ်သားစားတစ်ခုကိုအနီးအပါ၌ရှာ၍စိုက်ထောင်လေ၏ဤသောအခါကဲအမသာဖြစ်ကြရောမဟုတ်လားတာပြီးကြကြခံအောင် ကတ္တရာစည်းကလေးပါကလေးတုတ်လိုက်တာပေါ့တဖြည်းဖြည်းကျောင်းမသည် ရေပုံကိုကြည့်ပြီးထူပါဘူးလေတော့ပါပြီဟုပြောပြီးလဲ၍သွားလေ၏ထို့နောက်အနီးအပါး၌အိုးခွငါပြီးခြံထဲ၌ခြေသားရင်ချက်၍နှစ်ယောက်သားနနက်စာစားကြပြီးနောက်အတူတကွမျိုးတို့မိယထာဒုတိယအတွဲတွင်ဟန်နီမွန်းလုပ်၍သွားကြလေသည်